င်္ဂလာပါရှင်မင်္ဂလာပါရှင်ဒီနေ့ဇူလိုင်လ2ရက်နေ့မှာထွက်ရှိလာတဲ့အစိုးရသတင်းစာတွေပုဂ္ဂလိကသတင်းစာတွေကစိတ်ဝင်စားဖို့သတင်းတွေကတ်တူတွေရွေးချယ်ဖတ်ပြမယ့်အစီအစဉ်ကိုစတင်ပါတော့မယ်ဒီအစီအစဉ်မှာတော့ကျမအီမမမွန်နဲ့အတူကျမတူတူအောင်တို့ကတင်ဆက်ဖတ်ကြားပေးတော့မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့မတူတောင်ရီဒီနေ့အတွက်သတင်းစာခေါင်းစည်းတွေအီမအဖတ်ပြလိုက်မယ်နော်အစိုးရအနေဖြင့်တဲ့ဘာသာရေးလူမျိုးရေးကိုအခြေခံသည့်ပြည်ပခများအတွက်မြန်မာနိုင်ငံတွင်နေရာမရှိကြောင်းထင်ရှားပြသပြီးကျူးလွန်သူလှုံ့ဆော်သူများကိုလည်း ဥပဒေနဲ့ညီထီထီရဲ့ရောက်ကိုင်းတွဲတင်ကြောင်းကုလသမဂ္ဂလူခွင့်ရေးကိုယ်စားလှယ်တိုက်တွန်းဆိုတဲ့သတင်းကတော့ဒီ daily level မှာမျက်နှာဖုံးတင်လာတာပါဆန္ဒရှင်သတင်းစာရဲ့မျက်နှာဖုံးသတင်းကတော့ရှင်းလင်းလုံးသမိုင်းပြတိုင်းနိုင်ငံတော်အသိမှတ်ပြုတည်ဆောက်ရေးသာသနာရေးနဲ့ယဉ်ကျေးမှုပြည်တော်စုဝင်ကြီးကူညီဆောင်ရွက်မယ်ဆိုတဲ့မျက်နှာဖုံးသတင်းမှာ the voice သတင်းစာမှာပါတဲ့မျက်နှာဖုံးသတင်းကတော့ဖားကန်ရှိအစ္စလာမ်ဝိပုဆောင်တရားမဝင်ဘူးဆိုကဒေတာကံများဖြည့်ဆည်းဆိုတဲ့မျက်နှာဖုံးသတင်းတွေပါအမကြီးဟုတ် ။မောင်ဒီနေ့အတွက်ဒီ editor ရဲ့အဘော်ယူချက်ဖတ်ပြမယ်ရှင်။ကျွန်မယူချက်ထားတဲ့ editor အဘော်တွေမှာဆိုရင်စံတော်ချိန်တွေကပါတယ် editor အဘော်နော်။ဒီပုပ်ပတိကသတင်းစာများ၏အနာဂတ်ဆိုပြီးတော့ဒါရေးသားဖော်ပြထားပါတော့နော်။မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်ဖြစ်တည်လာသောအယက်သားဒီမိုကရေစီအုပ်ချုပ်ရေးစနစ်တည်တဲ့1962ခုနှစ်မတ်လ2ရက်နေ့တွင်တက်မတော်ကအာဏာသိမ်းယူလိုက်သည့်အချိန်မှစ၍ညီုံချုပ်ခဲ့သည့်စေစိုးရအုပ်ချုပ်မှုအောက်၌ဒီမိုကရေစီခေတ်ကထုတ်ဝေခဲ့သောပုပ်ပတိကသတင်းစာများသည်လည်းပြောက်ွယ်ခဲ့ရသည် နှစ်ပေါင်းများစွာကြာပြီးနောက်တက်မတော်ကအာနာရှင်စနစ်ဖြင့်အုပ်ချုပ်ခဲ့သောခေတ်သည်2012ခုနှစ်မတ်လ30ရက်နေ့တွင်တဖန်ညီကုန်းချုပ်ခဲ့ပြီးတက်မတော်ခေါင်းဆောင်ဟောင်းများအုပ်ချုပ်သောဒီမိုကရေစီစနစ်ပေါ်ထွန်းလာခဲ့ပြန်သည်တဲ့စစ်ဘက်နှင့်အရက်ဘက်အကူအပြောင်းအစိုးရလက်ထက်တွင်ပုံပရိကသတင်းစာများပြန်လည်ထုတ်ဝေရန်ခွင့်ပြုပေးခဲ့သည်ပြန်ကြိုင်းဝင်ကြီးဌာနက2013ခုနှစ်ဧပြီလ1ရက်နေ့မှစ၍သတင်းစာထုတ်ဝေခွင့်ကိုခွင့်ပြုပေးခဲ့ရာစုစုပေါင်း30တန်းဆောင်ခွင့်ပြုပေးခဲ့သည်တဲ့ ရခိုင်အစိုးရလက်ထက်ကပြန်ကြားရေးဝန်ကြီးဌာနကပုပ္ပလိကသတင်းစာစာကြောင်ပေါ်တရားစွဲဆိုထားသောအမှုသည်မပြီးပြတ်သေးပဲပြည်သူအစိုးရလက်ထက်သည့်အမှုရင်ဆိုင်နေရဆဲဖြစ်သည်အစိုးရတရားစွဲဆိုအရေးယူခြင်းသည်ပုပ္ပလိကသတင်းစာများရေရှည်တည်တက်ရေးကိုထိခိုက်စေနိုင်၍ပြန်လည်တုံးသက်အမှုရုပ်သိမ်းပေးသင့်သည်အစိုးရအနေဖြင့်သဘောထားကြီးစွာခန်နီဝါရကိုလက်ကင်ထား၍စီမံအုပ်ချုပ်သွားရန်လိုအပ်သည်လို့ဒါ အရိဒအဘွားရေးသားထားပါတော့မကြမီရပိုင်းတွင် 7day daily သတင်းစာဤအရိဒအရိဒာချုပ်နှင့်သတင်းတော့ကို AP လ24ရက်နေ့တုန်းသတင်းစာပါသတင်းတပုတ်နှင့်ပတ်သက်ပြီးတက်မတော်ကရဇသက်ကြီးဥပဒေပုံမှ131ဖြင့်ရဲစခန်းတွင်အမှုဖွင့်လိုက်သောအခါပုဂ္ဂလိကသတင်းစာ အားလုံးနှင့်စာနယ်ဇင်းမီဒီယာအားလုံးမတရားခံရမှုအတွက်အော်အော်မှင့်တုန်လှုပ်ခဲ့ကြရသည်မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက တရင်မီဒီယာတခုခုတွင်ရေးသားဖော်ပြထုတ်လွှင့်မှုတရရက်နှင့်ဆက်လျင်းပြီးတစုံတရာဤတိုင်ကြားချက်အငင်းပွားချက်များကိုနှစ်ဖက်ညှိနှိုင်းဖြည့်ရှင်းသောနည်းလမ်းများဖြင့်ကြည်အေးပြင်းငိမ့်စေရန်ရည်ရွယ်လှုံ့ဆော်ပေးလျက်ရှိသည်ယခုဖြစ်စဉ်အပေါ်နှစ်ဖက်ဖြည့်ရှင်းပေးသောနည်းလမ်းများဖြင့်ကြည်အေးပြင်းငိမ့်ခြင်းကိုသာလိုလားပါကြောင်းသဘောထားကြေညာချက်ထုတ်ပြန်ခဲ့သည်တဲ့ပန်မြန်မာကလည်းတရင်အချက်လက်မမှားမှန်သိလျက်နဲ့တရင်မီဒီယာကတရားစွဲခံရမှုများ ကင်းလွတ်စေရန်တသက်အတွက်တောင်းပန်စေခြင်းသည်သတင်းကျဝင်းနှင့်အခန်းကဏ္ဍကိုတိမ်ငယ်စေအောင်ပြုလုပ်ရာရောက်ပါသည်လူတို့၏သတင်းတိပိုင်권ကိုကာကွယ်ရန်အတွက်အစိုးရကဲ့သို့သောအများပြည်သူဆိုင်ရာအစုအဖွဲ့များနေဖြင့်သတင်းမီဒီယာများကိုလွတ်လပ်ခွင့်ဝိုင်းဝန်းကာကွယ်မြင့်တင်ဆောက်ရှောက်ပေးကြရန်အလေးနက်တိုက်ထွန်းတာကြောင့်လဲဒီမှာကြေညာချက်မှာထုတ်ပြန်ထားရပါတယ်တဲ့7 day သတင်းစာကပြည်လဲတောင်းမရေတက်မတော်နှင့်ပြည်လဲမှုရရှိပြီးဟုသိရသည်တဲ့တို့ဖြစ်၍မီဒီယာဆိုဒီမှာလဲ အမျိုးသားနိုင်ငံရေးဖြစ်၍ပြည်သူအစိုးရနှင့်လက်အောက်ခံအဖွဲ့အစည်းများသည်ဒီမိုကရေစီစနစ်၏တင်ဂေတဖြစ်သောပုပ်ပလိကသတင်းစာများ၏အနာဂတ်ခီးရေရှည်တည်တံ့စွာထုတ်ဝေနိုင်၍သက်ဆိုင်သူပုဂ္ဂိုလ်အဖွဲ့အစည်းများကတိုက်ခိုက်ခြင်းသဘောထားကြီးခြင်းဝါဒကိုလက်ကင်ပြုတဲ့ညှိနှိုင်းဆွေးနွေးခြင်းလုပ်ငန်းများကိုပြသရကိုတဲ့ဖြည့်ရှင်းပေးပါရန်စံတော်ချိန်ကတောင်းဆိုရေးသားလိုက်ပါသည်တဲ့ဟုတ်ကဲ့ပါပြီးတော့ဒီမှာကဒီ7 day သတင်းစာတွေကပဲသတင်းလို့ဖော်ပြခြင်းပါတယ် ထားကန့်နေနဲ့အခွင့်ပြုချက်မရှိဘဲစောက်သောယာယီခွင့်ပြုဆောင်ကိုအမည်မသိလူအုပ်ကဖျက်ဆီးဆိုတဲ့တဲ့မှာ ဖြစ်သွားတာပါเนาะကချင်းပြည်နယ်ဖားကန့်ဒေသမှာတဲ့ခွင့်ပြုချက်မရှိဘဲဆောက်လုပ်တယ်ဆိုတော့ယာယီဝိပုစောင်းတစ်ခုကိုရဲတပ်ဖွဲ့ကလုံခြုံရေးယူထားတဲ့ကြားနေပြီးတော့တဲ့လူအင်အား900ခန့်ရှိပါเนาะအမည်မသိလူအုပ်စုကနေပြီးတော့ဇူလိုင်တရက်နေ့ကမီးရှို့ဖျက်ဆီးခဲ့ကြတာပါဖာကမြို့နယ်တဲ့လုံခင်းကျွော်အုပ်စုလဲပြင်းကျွော်မှာတဲ့ခွင့်ပြုချက်မရှိဘဲဆက်လုပ်ထားတဲ့ယာယီဝိပုဆောင်တစ်ခုကိုတဲ့ဒီလိုမျိုးလူအင်အား900လောက်ကအမိမတိလူအင်အား900လောက်ကပေါ့နော်ဝင်ရောက်ဖျက်ဆီးတာကိုဒီလုံခင်းနေမြေခန့်အရာရှိရတဲ့သူစစ်စစ်တို့ရှိချက်ကိုပြောထားပါတယ် ဒီမှာသူပြောထားတာဆိုလို့ရှိရင်ကချင်းပြည်နယ်ရဲတပ်ဖွဲ့ကရဲမှူးကြီးထွန်းဦးကသူပြောထားတာဆိုလို့ရှိရင်တရားမဝင်အဆောက်အုံနဲ့ယာယီဝတ်ပြုဆောင်လယ်မြေထဲမှာသွားပြီးတော့ခွင့်ပြုချက်မရှိရတဲ့မရှိဘဲဆောက်လုပ်ထားတဲ့အဆောက်အုံနဲ့အဲ့ဒီထဲမှာယာယီဝတ်ပြုဆောင်ဝင်လုံနေတာတဲ့ ဝင်ဖြတ်မယ်လို့အတန်းတွေထွက်နေကြတဲ့သူတို့ကလုံခြုံရေးစောင့်ပေးနေတာပါတဲ့လုံခြုံရေးကအစားတွေကအင်အား30ကျော်ရှိရတဲ့လုံငယ်တစ်ဘက်လောက်ကတည်းကစောင့်နေတာအစောင့်ချလာတာကိုကြော်ပြီးလှုပ်သွားတာတဲ့၃နာရီခွဲလောက်မှရောက်လာတာ၄နာရီလောက်ကနေစဖြတ်တာ၅နာရီလောက်မှသူတို့မီးရှို့တာမီးညွတ်ကျိုးသွားရဲဆိုပြီးတော့ဒီရဲမှုကတော့ပြောထားပါတယ်ဗျာ ဒီအဆောက်အုံအားတဲ့မူလကပေါ့နော်အိမ်ပုံစံဆောက်လုပ်ထားတာဖြစ်ပြီးတော့နောက်ပိုင်းမှာပေါ့နော်ဒီဘာသာရေးအဆောက်အုံဝိပုစာအဖြစ်ပြောင်းလဲအသုံးပြုရတဲ့အတွက်ဒေသခံသဘောထားတင်းမာသူတွေကဖြတ်ပေးဖို့တောင်းဆိုထားတာဖြစ်ပြီးတော့ဒီဇွန်လ30ရက်နေ့မတိုင်မီဖြက်စီးရင်အဲဝိပုစာဆောက်လုပ်သူတွေလည်းသူတို့ဘက်ကအကြောင်းကြားထားပါတယ်တဲ့မျိုးနယ်အချုပ်ရေးပိုင်းကတဲ့ဥပဒေအတိုင်းတဆင်ချင်းဆောင်ရွက်ရတဲ့ဒေသခံများတိုက်တွန်းထားတော့လေတဲ့ဇွန်လ10ရက်နေ့ကမီးရှို့ဖြက်စီးခဲ့ကြတာဖြစ်ပါတယ်တဲ့ မိရှော့ဖြစ်စည်းသူအများစုအားဒေသခံများမဟုတ်ကြောင်းမျက်မြင်တွေ့ရှိရတဲ့ဒီလုံခင်းဒေသခံတွေကလည်းပြောပါတယ်တိစားကြည့်လိုက်တော့ကျွန်တော်တို့လုံခင်းနေသားတဲ့မမပါပါဘူးတဲ့ဒီမီရှိုးဖြက်စီရဲ့အထဲမှာပေါ့နော်လုံခင်းနေသားတွေအားလုံးကတော့ပွဲကြည့်ပိတ်သက်ပဲတဲ့လုံခင်းနေသားတွေမလုပ်ပဲတခြားနေရာလာပြီးတော့လုပ်တဲ့သူတွေများနေပါတယ်တဲ့လုံခင်းဒေသခံတွေကပွဲကြည့်ပိတ်သက်ဖြစ်ပြီးရွှေပြောင်းတို့သမားတွေကပိုများနေတယ်ဆိုပြီးတော့ဒီလုံခင်းဒေသခံတို့ကတော့ဖြစ်စဉ်ကိုပြောထားပါတယ်ဖြစ်စဉ်မှာတဲ့ ဖြစ်စင်မှာပေါ့နော်။နှီးနှစ်ဖက်ထိတိုက်တွေ့ဆုံခြင်းမဟုတ်ပဲနဲ့လူအင်အား900ခန်းကအင်အား3ကမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီးတော့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတော့မရှိပါဘူးတဲ့။ဒီလုံခင်းကျွတ်ရအုပ်စုအပြင်မှာဖားကတ်ပါလေတဲ့။ညာရင်းချင်းမက်ဒီဖြစ်စင်ကြောင်းပေါ့နော်။လုံဆောင်ရေးတိုးမြင့်နိုင်လောက်ခဲ့ရတယ်ဆိုပြီးတော့နောက်ပြီးဒီ business နဲ့ပတ်သက်ပြီးလက်တော်အခြေအနေရပါပေါ့နော်။ဒီတက်ရင်း26နဲ့30ကဒီတာဝန်ယူထားရပေါ့နော်ဒီလုံခြုံရေးတော်ကိုသူတို့ဘက်ကလည်းတာဝန်ယူထားပါတယ်တဲ့ဖာကမ်းမြို့နယ်မှာအစ္စလာမ်ဘာသာရေးကောင်းဆောင်တူကဆက်သွယ်မေးမြန်းတဲ့အခါမှာသူတို့ဘက်ကဒါနဲ့ပတ်သက်ပြီးတော့လက်ကြလုံးမဖြေနိုင်သေးဘူး ူးဆိုပြီးတော့ဒီ7 days မှာရေးသားထားပါတယ်ဒီဖြစ်စင်မှာလည်းဒီလိုမျိုးလက်ရှိမှာပေါ့နော်ဘသူ့ဥမှာလည်းဖန်ဆီးထားတာမရှိသေးဘူးတဲ့ဥဆောင်ဖြစ်စည်းရဲ့သူတွေကိုလည်းစုံစမ်းနေဆဲဖြစ်ပါတယ်ဆိုပြီးတော့ပြောထားပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကြီးပါတယ်အဲအမရွေးချယ်ထားတဲ့တင်းတွေကတော့ daily level မှာပါတဲ့တင်းတွေပါပဲဒေါအောင်ဆန်းစုကြည်နဲ့ CNA လက်မှတ်မထိုးရသေးသည့်တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်ဇူလိုင်လတွင်တွင်နဲ့တွေ့ဆုံရနှစ်ဖက်သဘောတူဆိုတဲ့တင်းတွေပါပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နှင့်တနိုင်ငံလုံးအပြစ်ခတ်ရစဲမှုရစဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးသည့်အဖွဲ့အစည်းများနှင့်ဖွဲ့စည်းထားသောညီညွတ်သောတိုင်းရင်းသားလူမျိုးများ Federal Council ခေါင်းဆောင်များယခုလဇူလိုင်လလယ်တွင်နှင့်တွေ့ဆုံရဇူလိုင်လ၁ရက်နေ့ကရန်ကုန်မြို့၌ကျင်းပခဲ့သောအစိုးရကိုယ်စားလှယ်အဖွဲ့နှင့်တဲ့ UMFC ကိုယ်စားလှယ်အဖွဲ့တို့၏တွေ့ဆုံဆွေးနွေးပွဲမှသိရသည်တဲ့ DPN အဖွဲ့ခေါင်းဆောင်ဥခုဦးကတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ကျွန်တော်တို့ဘက်ကခေါင်းဆောင်တွေတွေ့ဖို့ ိစ္စအားတဲ့ဒီဇွန်လလလယ်မှာတဲ့တွေ့ဖို့စဉ်းစားထားပါတယ်ဟုပြောကြသည်တဲ့27ရာစုပင်လုံအကျိုးပြင်ဆင်ရေးကော်မတီအတွေ့အမှုဦးလာမောင်ရွှေက UMSC ဥက္ကဋ္ဌအနေနဲ့တဲ့ဒေါံဆန်းစုကြည်နဲ့တွေ့တွေ့ဖို့ဆိုတာတဲ့ဒေါံဆန်းစုကြည်ဘက်ကကြိုဆိုပါတယ်တွေ့ဆုံပါမယ်ဆွေးနွေးမယ်ဆိုတာလည်းကျွန်တော်တို့ရက်ကတော့တဲ့နှစ်ဖက်ခေါင်းဆောင်တွေအဆင်ပြေတဲ့ရည်နှိမ့်နိုင်လုပ်နေပါတယ်တဲ့အကြမ်းဖြင်းလားလေလောက်မှတွေ့ဖို့နှစ်ဖက်အမူအားဖြင့်သဘောတူထားပါတယ်ဆိုလိုတာကနှစ်ဖက်ခေါင်းဆောင်တွေတွေ့ပါမယ်နှစ်ဖက်စလုံးသဘောတူပါပြီ ရက်ဆိုတာကလည်းဟိုဘက်ခေါင်းဆောင်ဒီဘက်ခေါင်းဆောင်အားလက်ရက်မှာတွေ့ရမှာဖြစ်ပါတယ်အထူးသဖြင့်ရန်ကုန်မှာတွေ့ဖို့တော့နှစ်ဖက်စလုံးမူအားဖြင့်သဘောတူထားပါတယ်ဦးလေဒီမှာပြောကြားထားပါဘောเนาะနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်နှင့် UMSC ခေါင်းဆောင်များပိုင်းများတွေ့ဆုံရန်နဲ့သဘောတူနိုင်မှုကောင်းမွန်ပြီးတဲ့ငြိမ်းချမ်းငြိမ်းချမ်းရေးအတွက်များစွာအထောက်အကူပြုမိတွေ့ဆုံမှုဖြစ်ပေါ်လာမည်ဟု27ရာစုပင်လုံအကျိုးပြင်ဆင်ကော်မတီအဖွဲ့ဝင်ဦးခိထိန်နံကဆိုသည်တဲ့ ညီလာခံမှာ UMFC အဖွဲ့ဝင်တွေကိုယ်စားလှယ်တွေပါဝင်နိုင်ဖို့ဆိုတာဆက်တော့ဆွေးနွေးရအောင်ပဲဒါပေမဲ့အခုချိန်ထိကျွန်တော်တို့တွေကြမှာဆွေးနွေးစရာတွေကတော့အဆင့်ကျွန်တော်တို့ဆွေးနွေးစရာတွေအဆင့်ကတော့ဆွေးနွေးစရာကုန်သွားပါပြီဆွေးနွေးစရာတွေကလုံးဝရှင်းရှင်းလင်းလင်းဖြစ်သွားတဲ့အတွက်လုပ်ငန်းရှင်တွေဘက်ကတော့ဆက်သွားမှာဦးလာမောင်ရှိကပြောကြသည်တဲ့ဒီမှာဦးလာမောင်ရှိထပ်ပြောထားတာတော့အစိုးရဘက်ကတဲ့အားလုံးပါဝင်ရေးဆိုထားတဲ့မူကိုတဲ့ဆက်ပြီးတော့ဆွဲကင်ထားတာပါတဲ့ ဒီအတွက်လည်းအားလုံးပါဝင်နိုင်မဲ့နီးလန်းတွေအတူတူပူးပေါင်းရှာဖွေအတူတူပူးပေါင်းပြီးတော့ရှာဖွေဖို့လည်းမူအားဖြင့်သဘောတူပါတယ်ဦးနီရာကန်တိုင်းရင်းသားအဖွဲ့များအားလုံးတက်နိုင်ရင်းနဲ့ပတ်သက်ပြီးဥလာမောင်ရှိကဆိုသည်တဲ့ဥက္ကူကလည်းကျွန်တော်တို့ဘက်ကတဲ့ပြောတဲ့အားလုံးပါဝင်ရေးဟာတဲ့အခြေခံအကြောင်းတရားတွေရှိပါတယ်အချို့နားလဲတာကသူတို့အားလုံးပါဝင်လက်မှတ်ရေးထိုးမှကျွန်တော်တို့တောင်းဆိုတဲ့အရာအားလုံးပါဝင်ပြီး ပြီးမြောက်မယ်လို့လည်းအချို့ကဒီလိုနားလည်ထားပါဗါဒါပေမဲ့ကျွန်တော်တို့အားလုံးပါဝင်လက်မှတ်ရေးထိုးမှအားလုံးပါဝင်မယ်လို့မှတ်ယူထားတဲ့ policy တော့မဟုတ်ပါဘူးတဲ့ကျွန်တော်တို့အခြေခံချွင်းချက်တွေတော့ရှိပါတယ်အကြောင်းတရားတွေလည်းရှိပါတယ်ဦးဒီမှာပြောကြားထားပါဗါဒေါအောင်ဆန်းစုကြည်ကတဲ့ NCA လက်မှတ်ရေးထိုးသည့်တိုင်းရင်းသားလက်နက်ရှစ်ဖွဲ့နဲ့ ခေါင်းဆောင်များကိုဇော်လာ28ရက်နေ့တွင်နေပြည်တော်၌လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပြီးငြိမ်းချမ်းရေးညီလာခံကျင်းပမည်အချိန်စရာ NCA လက်မှတ်မထိုးရသေးသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များပါလာပါဝင်ရေးနှင့်ပတ်သက်ပြီးဆွေးနွေးခဲ့ပြီးပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ27ရာစုပင်လုံကို2016ခုနှစ်ဩဂုတ်လမတိုင်မီစတင်ကျင်းပနိုင်ရန်သဘောတူခဲ့ကြောင်းလည်းသိရသေးတယ်။ဟုတ်ဆက်ပြီးတော့အိမ်မှာ The Voice မှာပါတဲ့သတင်းတွေကိုဖတ်ပြခြင်းပါတယ်။ ။တရင်ကစက်တန်းပေါင်း2000ကုန်ကြမီရုပ်ရှင်ုံတရားစီမံကိန်းနဲ့နှစ်နှစ်အတွင်းအကောင့်ထဲပုံမယ်တဲ့။ဒါပေါ့နော်။မြန်မာနိုင်ငံအနှံ့မှာရုပ်ရှင်ုံပေါင်း100ပေါ့နော်။အဲ့တရားကိုစက်တန်းပေါင်း နှစ်သားအကုန်ချကန်ပြီးတော့ဆောက်လုပ်သွားမယ်ဆိုတဲ့တဲ့မှာအဲ့ဒီရုပ်ရှင်ရုံစီမံကိန်းကိုတော့ဗောနော်ကံမောစာဘန်ရဲ့ချင်းငွေအကူညီနဲ့ဗောနော်နှစ်နှစ်အတွင်းအပီးအပီးသက်ဗောနော်အကောင့်ထဲပေါ်သွားမယ်ဆိုပြီးတော့ဒီစီမံကိန်းကိုတာဝန်ယူတည်ဆောက်တဲ့ကုမ္ပဏီကဥက္ကဋ္ဌဦးလွင်မူကပြောကြားထားတာဗောနော်ရုပ်ရှင်ရုံများတည်ဆောက်ရတဲ့လိုအပ်တဲ့ငွေကြေးအရင်းအနှီးကိုတဲ့ကုမ္ပဏီကရင်းနှီးမြှုပ်နှံသွားမယ်အပြင်တဲ့ဒီကံမောစာဘန်ကဒီစီမံကိန်းချင်းငွေကိုလည်းရယူသွားမယ်ဆိုပြီးတော့ပြောဆိုထားပါတယ် အဓိကပေါ့နော်ဒီရုပ်ရှင်ရုံတရားစီမံခန်းရဆိုလို့ရှင်ရုပ်ရှင်ရုံမရှိသေးတဲ့မြို့နယ်ဒေသတွေမှာဦးစားပေးဆက်လုပ်သွားမယ်ဖြစ်ပြီးတော့တဲ့ရုပ်ရှင်ရုံအားလုံးကိုတပုံစံနဲ့ဆက်လုပ်သွားမှာပါတဲ့ မာဒီမှာဒီပြောတယောက်ပြောဟာဆိုလို့ရှင်ရုပ်ရှင်ုံမရှိရမြို့နယ်ကတဲ့390လောက်ရှိနေတယ်တဲ့မြန်မာနိုင်ငံမှာဆိုလို့ရှင်ပေါ့နော်ရန်ကုန်မှာသာများနေရတဲ့အဲ့လိုနေရာမျိုးတွေမှာယုံနေဖြစ်စေချင်တာပေါ့တဲ့ဥရောပ policy ကတော့ပေါ့နော်ရန်ကုန်လူမလာနဲ့လူရှိတဲ့နေရာကိုယုံသွားမယ်ဆိုပြီးတော့ဒီကုမ္ပဏီကကုမ္ပဏီကအမှုဆောင်ရာရှိချုပ်ဦးတင်မောင်ဝင်းကပြောထားပါတယ် ရုပ်ရှင်လုပ်ငန်းအတွက်တဲ့အဓိကအောက်ဆီဂျင်ရတဲ့ရုပ်ရှင်ရုံပဲဖြစ်ပါတယ်တဲ့နောက်ကငွေကြေးပတ်မိုးပေးမဲ့ KBZ လည်းရှိပါတယ်မြေပေးမဲ့ဆိုပြီးတော့ကလန်နိုင်လူကြီးလည်းရှိနေပါတယ်တဲ့အခုလောလောဆယ်တော့မြေနေရ1800 1800နေရပေါ့နော်ရထားပြီးပါဆိုပြီးတော့ဒီမှာကုမ္ပဏီရဲ့ဟိုတာဝန်ရှိသူတယောက်လည်းဖြစ်တဲ့ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီလွင်မောကပြောထားတာပေါ့နော်စီမံကိန်းရဲ့စံသက်မှုအနေနဲ့တဲ့ရှမ်းပြည်နယ်အောင်ပန်းမြို့နယ်မှာရှမ်းပြည်နယ်အောင်ပန်းမြို့နယ်နဲ့ ရန်ကုန်ဒေသကြီးအတွင်းအတွိုင်းမှာရှိရဲပေါ့နော်တိုက်ချင်းမြို့နယ်တို့မှာရုပ်ရှင်ရုံနှစ်ရုံကိုလာမယ့်ဩဂတ်လအတွင်းစတင်ဆောင်သွားမှာဖြစ်ပါတယ်တဲ့ရုပ်ရှင်ရုံတွေကိုပေါ့နော်ဒီအနည်းဆုံးမမြင် area အနည်းဆုံးပေ80 60အကျဲမှာဆက်လို့သွားမှာပေါ့နော်၃လအတွင်းပေါ့နော်ဒီအောင်ပန်းနဲ့တိုက်ချင်းမှာရှိရဲရုပ်နှစ်ရုံကိုပြီးအောင်ဆောက်ရမှာတဲ့ရုံတရာစီမံကိန်းကတော့ဆက်ရုံကနေထုတ်သွားမှာပါတဲ့ရုပ်ရှင်ရုံတရာစီမံကိန်းကိုနော်အကောင့်တွေဖော်မဲ့ကုမ္ပဏီကလည်းရရှိလာတဲ့အမြတ်ငွေ900ခန့်လုံးကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို9နှစ်လှူဒါန်းသွားမှာဖြစ်ပြီးတော့ကုမ္ပဏီရဲ့ပိုင်ဆိုင်မှု300ခန်းလုံးကိုလည်းရုပ်ရှင်အစည်းအရုံးတက်ကြီးပူဇော်ပွဲအတွက်ထည့်ဝင်သွားမယ်ဆိုပြီးတော့ပြောထားပါတယ်ပေါ့နော်။ဟုတ်ကဲ့ပါ။အခုသတင်းစာအစီအစဉ်ရဲ့နောက်ဆုံးအစီအစဉ်ဖြစ်တဲ့ကာတွန်းအစီအစဉ်ပေါ့နော်။ကာတွန်းလေးမှာတော့7 day မှာပါတဲ့ကာတွန်းလေးပါပဲ။ဒီမှာတော့ကာတွန်းဆရာမိုးသွင်းကဖော်ပြထားပါပေါ့နော်။ဒီကာတွန်းလေးမှာတော့လူနှစ်ယောက်ပေါ့တယောက်ကတော့အုတ်ထုပ်နဲ့ဒါကတော့ဒါရော နောက်တော့တွေရောခြိုင်တာ ိုက်လူကဘာပြောလဲဆိုဒီရက်ကွက်ကတဲ့ CCTV တက်ထားရင်လည်းဟိုဘက်ရက်ကွက်သွားမှာပေါ့ကွာတမျိုးလုံးတော့မတက်နိုင်သေးပါဘူးကွာဆိုပြီးတော့ဒါရေးသားဖော်ပြထားပါတော့เนาะဖောက်ထွင်းတဲ့သဘောတွေပေါ့เนาะဒါဖောက်ထွင်းတဲ့သဘောတွေပါပဲဟုတ်ပါတယ်ဒါဟို CCTV ဆိုတာပေါ့เนาะတို့ဒီတိုးတက်တဲ့ဖွံ့ဖြိုးရေးနိုင်ငံတွေမှာဆိုလို့ရှိရင် CCTV ကနေရာတိုင်းမှာရှိလို့ရာဇဝဲမှုတွေမှုကင်းနေအားလုံးအဲ့ဒီကတက်ဆင်မဲ့ဖော်ထုတ်သွားတာအများကြီးလေဟုတ်ပါတယ်ရန်ကုန်မှာရန်ကုန်လူမျိုးနိုင်ငံမှာတော့ CCTV ဆိုတာကတချို့နေရာကွက်ပဲရှိနေတဲ့အတွက်ဖောက်ထွင်းတဲ့လူတွေကတော့ ဲ့မှာတထိုင်းမတထိုင်းနေရသွားပြီးတော့လုံးမဲ့ဆိုတဲ့ဘောကတော့ဆရာသေးဦးဖော်ထားတာပါဟုတ်ကဲ့ပါโอเคပါဒီကတ်တွန်းနဲ့ပဲတူဒီနေ့ဇူလိုင်လ2ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာရီ channel တွေကစိတ်ဝင်စားဖွယ်သတင်းတွေကတ်တွန်းတွေကိုဖျက်ပြခဲ့တဲ့အစီအစဉ်ရနာပြသည်ရှင်ဒီဗီဒီယိုကြည့်ရှုအားပေးနေတဲ့ပိတ်သက်အားလုံးကျေးဇူးတင်ပါတယ်ရှင်